အရှိအလေပိုင်းစစ်ပွဲရဲ့ကဘာသည့်2025ခုနှစ်ဇွန်လရဲ့နှွေးထွေးတဲ့ညနေခင်းတစ်ခုမှာတော့တဲအဗီမျိုးရဲ့အသည်းနှလုံးလိုနေရာမှာနေချောင်းရံကာဝေးရဲ့အချက်ပေးအော်အတန်နေရာကောင်းကင်ရံကိုထိုးပေါက်လွှမ်းမိုးသွားခဲ့ပါရင်မီဒီယာနဲ့နေလို့တဝင်းဝင်းဖြတ်တန်းလာကြတဲ့ပေထိန်ထုံးကြီးတွေကခေါင်းပေါ်ကနေအရှိန်နဲ့အလို့ရက်ဖြတ်ကျော်ပြေးလာနေပါရင်ဆယ်စုနှစ်တခုနေပါအတွင်းမှာအစ္စရေးနိုင်ငံဟာဒီလောက်အင်အားကြီးတဲ့တိုက်ခိုက်မှုကိုပထမဆုံးအကြိမ်ပြန်လည်ရင်ဆိုင်နေရတာပါဒီဒီခါတော့တမိုင်းဖြစ်ရတဲ့တွေကဟာမတ်တို့လို့ ဟစ်စဘိုလာတို့လိုစီကမဟုတ်ပဲမဟာရန်သူတော်ကြီးအီရန်နိုင်ငံစီကတိုက်ရိုက်လာတာဖြစ်ပါရင်အီရန်ဟာနောက်ကမ္ဘာအတမိုင်းစာမျက်နှာကိုစစ်မြေနှပြင်အဖြစ်ပြောင်းလဲဖို့ပြောင်းကြကြတင်းကြကြကြေညာလိုက်ပါပြီ။ကမ္ဘာကြီးတစ်ခုလုံးကလည်းအရင်ကတစ်ခါမှမကြုံမှုတဲ့အဖြစ်ပြက်တစ်ခုကိုမျက်ဝါးအထင်ထင်ကြီးရှုဖို့အစင်းသိဖြစ်နေကြပါပြီ။အပိုင်းတစ်မုံတိုင်းမလာခင်ငြိမ်သက်ခြင်းဒီအဖြစ်ပြက်မတိုင်ခင်ရန်နေငယ်လိုမှထောင်လိုင်းဖို့ဌာနတွေဟာဒင်းမာမှုတွေနဲ့လှုပ်ရှားတက်ဝင်နေခဲ့ပါရင်ဒီရန်မျိုးမှာတော့အီရန်ရဲ့အရေးကြီးဆုံး လေချောင်းရံကာဝေးစကန်နေအနီးမှာလှုပ်ဝက်တီဆောင်ထားတဲ့ဒရုန်းချေဆိုင်စကန်နေအသက်ဝင်လာခဲ့ပါရင်တီဟန်မျိုးတော်သားကြီးတို့ခင်ဗျာနေအိတ်ထဲရောက်နေတဲ့တင်မင်းအလာကိုကြိုတင်မြင်နိုင်ခဲ့ကြပါဘူးခီးဆောင်တစ်တာတွေကုံတစ်တာတွေထဲမှာအလွန်သေးငယ်ပြီးအတန်တိတ်ပြန်တန်းနိုင်တဲ့ဒေးစင်နိုင်လောက်တဲ့အစွမ်းထက်တဲ့မိုက်ထရိုဒရုန်းတွေကိုတဲဆောင်လာကြတဲ့လူတို့စုကလည်းလှုပ်ရှားတက်ကြွနေတဲ့မြို့လူလူကြီးနဲ့အပြိုင်ပေါ့ဗျာတစ်ဖက်မှာလည်းအစ်စွေးနိုင်ငံတွေက artificial intelligence စနစ်တွေဟာ အီရန်ရဲ့ထိတ်တန်းတက်မှုတွေအစ္စရေးစစ်တပ်ကအားထားတဲ့သိပ္ပံပညာရှင်တွေရဲ့နေထိုင်သွားလာမှုပုံစံတွေကိုအသေးစိတ်လေ့လာနေခဲ့ပါရင်ဘယ်အချိန်မှဘယ်နေရာကိုအထီးကျတိုက်ခိုက်ရမလဲဆိုတာကိုသိနေခဲ့ပြီးသားပေါ့ဒီလိုနှစ်ဦးနှစ်ဖက်အစည်းအကစားနေကြခြင်းကျွန်တော်တို့အောက်ကဘာကြီးကတော့ဘာမှမသိသေးပါဘူးအရာအလုံးပေါ်တင်ဖြစ်မလာခင်အထိပေါ့အပိုင်းနဲ့ Operation Rising Lion စစ်စင်ရင်ဂျွန်လ7ရက်တကောင်ရံအချိန်မှပောက်ထွက်လို့နေပါတင်းမာနေတဲ့စေအေးတိုက်ပွဲဟာ အတိဒုက္ခတလေကြီးကိုယူဆောင်လာမယ်စစ်စင်ရေးအဖြစ်အကောင့်ထဲပေါ်ခံရပါရယ်ပြောင်းစုံနေနဲ့လှုပ်ဝက် UAV တွေကအီရန်ရဲ့ရေဒါနဲ့ဆက်သွယ်ရေးကွင်းရက်ကိုတိတ်တဆိတ်ဖြိုခွင်းတိုက်ခိုက်ပါရယ်အဲ့လိုကာဝေးဟာဂွက်ကနေအစ္စရေးရဲ့ F35 တိုက်လေယာဉ်တွေအပါအဝင် တိုက်လေယာဉ်အစီး200ကျော်ဟာအီရန်မြေမှာဝဲဖြန့်ရင်အညိုတကြီးထိုးစင်းတိုက်ခိုက်ခဲ့ပါရယ်ပြည်မတီကတော့နျူကလ িয়ার တန်းစင်စက်ရုံလေးဒုံးကျည်လက်နဲ့တိုက်တယ်ကိုကေးစကန်နေနောက်ဆုံးအီရန်တော်လှန်ရေးအစောက်တန် IRGC ဘောဂျုံကြီးတွေရဲ့နေအိမ်တွေထိပါပဲ။ မျက်စိတမိ15မိနစ်အတွင်းမှာပင်စစ်စင်ရာသူ့ရဲ့ပြစ်မှတ်တွေကိုထိထိမိမိချိန်မုံနိုင်ခဲ့ပါတယ်။ IRGC အထူးကဲဟူစိန်အစ္စလာမီဗိုလ်ချုပ်မှုကြီးမိုဟာမက်ဘာဂါရီလေကြောင်းကာကွယ်ရေးတပ်မှုတွေပြီးတော့နျူကလ িয়ার သိပ္ပံပညာရှင်6ယောက်အီရန်ဟာအရှိုက်တဲ့ကိုမှခြေနဲ့စောက်ကန်ခံလိုက်ရတဲ့ဘွားလိုပါပဲ။နာတန်ဖော်ဒိုကွန်တက်လိုနေရာတွေကိုအတိအကျပစ်ခတ်ပြီးအီရန်ရဲ့နျူကလ িয়ার အခြေခံအဆောက်အုံတွေကိုတပြိုင်တည်းချိန်မုံပစ်ခဲ့တာပါ။အပိုင်းတုံးတုံးလုံး၆ချားသွားတဲ့တီဟီယန် မြွာလင်ထားခဲ့တဲ့တိုက်ခိုက်မှုပြီးသွားတဲ့နောက်မှာတော့တီဟီယန်တစ်မျိုးလုံးတုံ့လှုပ်သွားခဲ့ပါတယ်။အီရန်ထက်တန်းလွာတွေကြားမှာထိတ်လန့်မှုတွေကစင်ကလေးအဖြစ်ကုန်တယ်။ IRGC တပ်မှုတွေရဲ့မိသားစုတွေဟာထွက်ပြေးဖို့ကြိုးစားကြတယ်။တချို့ဆိုမော်စကိုကိုသွားမယ့်လေယာဉ်တွေပေါ်တက်ပြေးတဲ့အထိပါပဲ။အစိုးရရဲ့တုံ့ပြန်မှုကတော့ကြောက်စရာကောင်းလောက်အောင်ပြသခဲ့ပါတယ်။ထွက်ပြေးသူမှန်သမျှကိုနိုင်ငံတော်တစ်ဆက်ဖောက်အဖြစ်သတ်မှတ်မယ်နဲ့။ကလားမနိုင်ရခိုင်မဲဆိုတဲ့စကားဟာဒီနေရာမှာမှန်လေသလားပေါ့။ခေါင်းဆောင်ပိုင်းကတုံ့လှုပ်နေပြီပဲ။အလျှော်မပေးပဲမာနာတခွဲသောတင်းခံနေစေပါပဲ။ တို့ကဒီသွေးကြွေးအတွက်တေချာပေါ့ဂလစားချင်မယ်လို့ဂျင်းဝါခဲကြတဲ့သူတွေပါဒီဘက်မှာလည်းအစ္စရေးရဲ့တိုက်ခိုက်မှုကပုံမဆိုးလာအောင်အမေရိကန်ကိုကြားဝင်ပေးဖို့လှုပ်ဝက်ပြီးတောင်းဆိုခဲကြရတဲ့ဆိုတော့သတင်းတိုးတိုးတိတိကတော့အီရန်ရဲ့မြင်းမြလာစွာသောနိုင်ငံရေးအထက်ပိုင်းခေါင်းဆောင်တွေအကြားဝင်လိုက်ထွက်လိုက်ဖြစ်နေသေးပေါ့အပိုင်းလေးလေချောင်းပိုင်းတဲ့ကိုစုံမခြင်းဆက်ပြက်သလိုဟိုတဆဒီတဆကွဲစားပြလာတဲ့အီရန်ရဲ့အဖြစ်ကိုမခန့်စွာပဲအစ္စရေးရဲ့တုံ့ပြန်ပုံကအတော်လေးအသေးပေါက်ချင်စရာပါ၄၈နာရီအတွင်းမှာပဲအစ်ရေးဟာတီယန်အနောက်ပိုင်းလေချောင်းပိုင်းတဲ့ကိုအပြေးဝဆွေးမိုးနိုင်ပြီလို့ကြေညာခဲ့ပါတယ် ရွေပြည်တွေကဒုံးကျည်ကာကွယ်ရေးစခန်း120ကျော်ကိုဖျက်ဆီးပစ်ခဲ့လို့ရေဒါစနစ်တွေကလုံးဝအသုံးမဝင်တော့ပါဘူး။အစ်ရွေးတိုက်လေတွေကရန်သူနယ်မြေပေါ်မှာဘာနောက်ရှက်မှမရှိပဲလွတ်လပ်စွာပြန်တန်းနေနိုင်ခဲ့တယ်။ရှေ့ပြောင်းနိုင်တဲ့ဒုံးကျည်ပြည်စင်တွေကိုကဲရေးစခန်းတွေကိုလိုက်လံရှာဖွေချေမှုန်းနေခဲ့ပေမဲ့ခုခံမှုကတော့မပြောပါလောက်ပါဘူး။စင်ကြည်စားရာစိတ်မခံတာဘဝဟာအီရန်ရဲ့မျက်မှောက်အခြေအနေပါပဲ။အစ္စရေးလေတပ်ကတော့အတံမဲ့ပြားဆက်တစ်ခုလိုရေငုံနှုတ်ဖိတ်အင်အားပြနေတဲ့ဇက်ကွက်တစ်ခုပေါ့။အပိုင်းကလက်တုပ်ပြန်ဒုံးကျည်မှု ငါတို့မြေကိုမှထိပါရမလားဟဲ့ဆိုတော့ခံပြင်းစိမ့်နဲ့ရှန်ရမ်းရနေတဲ့အီရန်ရဲ့မာနာနဲ့တိတ်ခါဟာအစ္စရေးစီကဒေါသမိုးရင်အဖြစ်မိကုံရန်ကုံလက်တုပ်ပြန်ဖို့တွန်းအားဖြစ်လာစေပုံပါပဲအီရန်ကလည်းအပြင်းထန်ပြန်လဲတုပ်ပြန်တိုက်ခိုက်ခဲ့ပါတယ်ဒရုန်းတွေရဲ့အကူအညီနဲ့ပြစ်လွတ်လိုက်တဲ့ပယ်ထိန်ဒုံးကျည်ရာပေါင်းများစွာဟာအစ္စရေးနိုင်ငံတွေကထဲအပီဟိုင်ဖာပီတာတီဖာဘရင်ဘရက်စတိုလိုမျိုးကြီးတွေစီကိုဥတီလာခဲ့ပါတယ်အစ္စရေးရဲ့အိုင်ယွန်ဒရုန်း ဒေးဗစ်စတန်နဲ့အဲရိုကာဂိုရေးစနစ်တွေကအများစုကိုကြားပြန်ဟန်တားနိုင်ခဲ့ပေမဲ့အကုန်လုံးကိုတော့မတားနိုင်ခဲ့ပါဘူး။လူနေရက်ွက်တွေဟာပေါက်ကွဲမှုတွေတဲမှာဖို့ဖို့လမို့ကြည်အောင်နှိမ့်ုပ်သွားခဲ့ရပါတယ်။အစ်စရေးကာဂိုရေးဝန်ကြီးဌာနဟာလည်းဒီကနေ့စားရဲ့မေးစာပဲတစ်ခုဆိုပါတော့ဘရင်မောင်မန်နီဟာမီးရောင်အောက်မှာကွဲချေသွားခဲ့ပါတယ်။ဒီမျိုးလုံးမှာတော့အော်အတန်နေပုံခုချင်းတွေကလူနေပြိုကွဲသွားတဲ့ဘဝတွေနောက်ပြီးဘယ်ထိဆန်စင်းနေအောင်မလဲမသိရတဲ့အတွေ့အစီကြောင့်လေ။အပိုင်းချောင်းစင်မီးချားကအမေရိကန်အီရန်အနောက်ပိုင်းကအမေရိကန်တက်တဲ့အခြေဆိုင်ရာ အင်အားဆက်လေတန်စကန်ကိုအီရန်ထုတ်ဒရုန်းသုံးစင်းပြန်တမ်းလာခဲ့ပေမဲ့ထိခိုက်မှုမရှိဘဲပြေချနိုင်ခဲ့ပါရင်ဗကရဲမျိုးကတော့တနပံနေနဲ့သူတို့မိသားစုတွေကိုရန်နေငယ်ကြိုပြီးဘေးလွတ်ရာရွှေ့ပြောင်းထားပြီးသားပါပါရှန်ပြည်နယ်ကွေးတစ်ဖက်မှာတော့အမေရိကန်ရဲ့ဒုံးခွေးစနစ်တွေကအစ္စရေးကိုကြားဖြတ်ကူညီပေးနေခဲ့ပါရင်ဒါပေမဲ့ဝါရှင်တန်ကတော့ဒါငါတို့နဲ့မဆိုင်ဘူးလို့ခိုင်မာပြောဆိုနေသေးပါလေယုံကြီးဟာဒီစစ်ပွဲမှာအဓိကတာဝန်ရှိတဲ့နောက်ကွယ်ကလက်မဲကြီးပါပဲအဖြစ်ဖြစ်တဲ့နေနဲ့လုံးဝမသက်ဆိုင်ပါဘူးလို့ဘိုးတလုံးဆောင် ဖင်ပိန်ညင်းနေပေမဲ့ရွှေသမျှအကွက်လုံသမျှအဖြစ်ပြအတိုင်းကတော့စင်မီအစွန်းစီကိုတစားတစားတွန်းပို့နေခဲ့ပါရင်အပိုင်းခုနှစ်ရေနံနဲ့စီပွားရေးကရက်ကမ္ဘာကုံသွယ်ရေးရဲ့အဓိကသွေးချောင်းမြင်နေဖြစ်တဲ့ hot mode ရေးလဲကြားနဲ့ barman dead ရေးလဲကြားတွေဟာဒီလိုဝရုံးသုံးကားအခြေအနေမှာအကာအကွယ်မဲနေပါရင်ဒီလိုအရေးတူထည့်ပြောရတဲ့အကြောင်းကလည်းသိရှိတာပါဗျာတကယ်လို့ EN ဒါမှမဟုတ်သူရဲ့လက်အောက်ခံအဖွဲ့တွေကဒီရေလမ်းကြောင်းတွေကိုပိတ်ဆို့လိုက်မယ်ဆိုရင်ကမ္ဘာကြီးတစ်ခုလုံးဒုက္ခရောက်သွားနိုင်ပါရင် ေနံစင်းတွေမီးထိုးလေထိုးရေထိုးလိုက်သလိုထောင်တက်သွားပါလိမ့်မယ်။စီးပွားရေးတွေရိုင်းနေသွားနိုင်ပါရင်ကျိုးတို့ကတော့စကောစင်တွေနဲ့ဒီထက်တော့မပြားနိုင်တဲ့ဘွားမို့တိတ်ပြီးလဲရင်ခုန်လာတယ်မဟုတ်ဘူးထင်တယ်ဗျာ။လောလောဆယ်တော့တီယန်ဘက်ကခြေလုံးချတုံဖြစ်နေစေပါ။ခြေလမ်းမလိုက်တာနဲ့အမေရိကန်ရေတပ်ကမဖြစ်မနေဝင်လာရမှာကိုဝင်းအောင်စုပတ်ခင်ရချင်းရဲ့နောက်မှာစမ်းသပ်ဖို့အသင့်ဖြစ်နေတဲ့ဆစ်လက်နဲ့နီးပညာတွေရဲ့ချင်းချောင်းမှုတွေကလည်းတဘာရင်ကပ်ပါလာခဲ့ပါရင်ဒီရီယာကဘာပြက်ကိန်းကိုလူသားတွေရှေ့ပေါက်ယူဆောင်လာပေးမဲ့ဂျိုးဆိုးဆိုတာကတော့ ထွေထွေတူတူဇက်ဆုံခင်းပြစရာမလိုတော့တဲ့အနေထားပါပဲ။ရီရတယ်ဗျာ။လူသားမျိုးတွေကိုဖျက်ဆီးမဲ့ဒီတေမင်းတမန်ဟာလူသားတွေကိုယ်တိုင်ဖိတ်ခေါ်မှုကြောင့်အိမ်ပေါက်ရှိဆိုင်ဆိုင်မြန်မြန်ရောက်လာတာတယ်ဗျာ။ကဲအမှတ်သေးခြင်းရှိတဲ့ကဘာကြီးလုံးဆိုရင်လွန်ရကြလိမ့်မလားပဲ။နမရှင်၊ဒေရှိုလုပ်ငန်းနဲ့အတွင်းပိုင်းဖျက်ဆီးမှုအိန္ဒိယနိုင်ငံထဲမှာလှုပ်ဝက်နေရယူထားတဲ့မော့ဆက်ရဲ့ဒရုန်းတွေက S300 နဲ့ S400 ဒုံးကျည်ကာကွယ်ရေးစခန်းတွေကိုဖျက်ဆီးပစ်ခဲ့ပြီးအိန္ဒိယရဲ့ကောင်းကင်ရံတခွင်ကိုဟင်းလင်းပြင်ကြီးလို့ဖြစ်သွားစေခဲ့ပါတယ်။ ီရန်မာဒုံးကျည်နေရဲ့လာရပြစ်မဲ့လွဲချော်နေတဲ့ဗီဒီယိုတွေထွက်ပေါ်လာခဲ့ပါတယ်။အတွင်းကကြိုတင်ကြံစီထားသလိုမျိုးပေါ့။ဗီဒီယိုဖိုင်တစ်ခုမှဆိုရင်အတွင်းသက်ဆက်ဖောက်ရဲ့လက်ချက်ဆိုတာမျိုးရန်သူဘက်ကပြစ်ခတ်မှုကအတွင်းထဲကနေလာနေပုံကိုယ်တော်တွေ့ခဲ့ရပါတယ်။ဗမာအစိုးရတမလဲမသိရတဲ့ဒီစင်မီးဟာလူယုံထိုးတဲ့ဓာတ်ကြောင့်စတင်ခဲ့လေသလားအတွေးပွားမိပါသေးတယ်။အပိုင်းကိုလူသားတွေရဲ့ပေးဆက်မှုအီရန်နိုင်ငံတဝမ်းမှာတော့သိပ္ပံပညာရှင်တွေစစ်သူရဲကောင်းနေပေါက်ကွဲမှုကြားရက်ခဲ့ရတဲ့အရက်သားတွေအစုလိုက်ပြိုလိုက်တေဆုံးခဲ့ရပါတယ်။ ။အစ္စရေးနိုင်ငံမှာလည်းတဲအဖီမျိုးလေကဒုံးကျည်ထိမှန်မှုကြောင့်ကလေးတွေနဲ့အတူမိသားစုတွေကျင်းမပျက်စီးခဲ့ရပါရင်။ရာထဲချီတဲ့လူတွေဒဏ်ရာရရင်ထောင်ထဲချီတဲ့လူတွေအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်။ဒါဟာမဟာပြူဝါရီဟန်တားမှုတွေအကြောင်းပြောနေတာမဟုတ်တော့ပါဘူး။တကယ်အစ်မန်နာကျင်းမှုတွေပါပဲ။လူသားတွေအာနာနဲ့စာလောင်မှုကိုဖိပြောက်ပွေးဖို့အတွက်တပတ်ကလူသားတွေဟာပျက်စီးကျင်းမပေးရပါရင်။ဒါခေဆက်ဆက်ရဲ့ဇက်ကြောင်းမလာတဲ့လူသမိုင်းတစ်ခုပါပဲအပိုင်းတစ်ဆင်တတ်မှတ်လိုက်တဲ့စီအစ္စရေးကလည်းတိုက်ခိုက်ခံရမှုအပြင်မူဝါဒအသစ်တစ်ခုကိုကျင်ညာလိုက်ပါရင တို့ရဲသားတွေကိုတစ်ချက်ထိတာနဲ့တိုက်ခိုက်မှုကိုချဲ့ထွင်မယ်တယ်ရေနံမြေတွေရေနံချက်ဆက်ယုံနေစေရေးအရသားတွေမခွဲတော့ဘူးဘယ်နေရာမှမလုံးကြုံတော့ဘူးဆိုတဲ့သဘောပေါ့ဗျာအီရန်ကလည်းအရန်အတင်းဖိမလာနဲ့ငါတို့လည်းပြန်လုမှာပဲဆိုတဲ့အားကြမခံပြန်ပတ်တဲ့တူဒီပဏိပခါအကြအမေရိကန်ဝင်ချလာမှာကိုစိုးထိတ်တိုးထိတ်လုပ်နေပါ ರೀ တချိန်တည်းမှာပဲအင်အားချင်းနေနေပေမဲ့မာနမကျသေးတဲ့အီရန်ဟာဖင်လန်ခွေနိုင်ငံတွေကနေတဆင့်ဝါရှင်တန်ကိုဆက်သွယ်ခဲ့ပါသေးတယ်။ဂျောင်းဝင်ဆေးဆက်ပင်းရင်တင်းမာမှုတွေရှော့ချပေးမယ်လို့ကမ်းလှမ်းခဲ့ပါသေးတယ်။ လေလိုထဲမှာတော့တူးနဲ့တူးမြုံချီမှုတွေကလေးလံစွာလွှမ်းခြုံနေခဲ့တယ်ဆိုပါတော့အပိုင်းဆက်တဲ့ဒေတာရင်းမဟာမိတ်တွေအခန်းကဏ္ဍအီရန်ရဲ့အားပေးမှုနဲ့အတူဟေးစဝလာနဲ့ရီမင်းကဟိုတီတဘုံတွေကလည်းဒီပဋိပက္ခတွေကိုပာဝင်လာကြပါရင်ပြည်တွင်းပဋိပက္ခတွေကတက္ကရာငါတို့လုံထိလိုက်ရင်ပြန်စော်ရမှာကတက္ကနာဆိုတဲ့ချွေးကြော်တန်းနဲ့အတူအီရန်ဆိုရနဲ့လက်တကိုင်ဖွဲ့စည်းတွေဟာဒီအရေးခေတ်မှာကာလခြေကြာဖြုတ်ထားခဲ့ကြတဲ့တွဲလက်တွေကိုပြန်လည်ဆုပ်ကိုင်လိုက်ကြပါပြီလေဘရိုနယ်ဆက်ကလည်းဟေးစဝလာကဒုံးကြီးတွေနဲ့အဆက်မပြတ်ပြစ်ခတ်နေပြီးအစ်ဆွေးမြဝိုင်းနယ်ဆက်ကမျိုးတွေကိုချင်းချောင်းနေပါရင် ။ဒီချိန်ထဲမှာပဲပင်လယ်ဒီမှာတော့ကိုတီတဘုံတွေဟာအစ္စရေးနဲ့ဆက်ဆက်တဲ့သင်္ဘောတွေကိုဒရုန်းတွေဒုံးကြီးတွေနဲ့တိုက်ခိုက်နေတာကြောင့်ကမ္ဘာရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းကိုပါထိခိုက်စေခဲ့ပါတယ်။ဒါပေမဲ့ဒီအခြေအနေတွေကြားမှာတော့အမေရိကန်ရဲ့ဒေတာရင်းမဟာမိတ်တွေဖြစ်တဲ့ Sorry Army ပြားနဲ့ RS Server များဖြစ်တော်စုရေကြီးကတော့တတိကြီးစွာနဲ့ထားပြီးစောင့်ကြည့်နေကြဆဲပါပဲ။အလုံးမင်းစိုးရင်တုံလုံးမိပါတယ်ဆိုတဲ့ကုလသမဂ္ဂကြီးကတော့စာရီထုတ်ရင်းနှလုံးဆေးလေးငုံရင်းစစ်ပွဲအတွက်မျက်ရည်ကျပြရင်းစင်မော်မမေမေကြီးပေါ့ဗျာ။ ်ဆော်ရီအာရဗီယာနဲ့ UAE တို့ကတော့ဝင်ရောက်စုပတ်ဖို့အခြေလုံချတော့အခြေအနေမှာရောက်နေတယ်လို့ယူဆရပါတယ်သူတို့ရဲ့လေပိုင်းနဲ့တဲကိုဖျက်ကျော်လာတဲ့အီရန်ရဲ့ဒရုန်းတွေကိုဖမ်းယူပစ်ချတာမျိုးရှိပေမဲ့စစ်ပွဲတွေကိုတိုက်ရိုက်ပါဝင်ခြင်းကရှောင်ရှားနေကြပါတယ်ဒါအနာဂတ်မှာဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကိုကြိုတင်တွဲဆပြီးသူတို့ရဲ့ဘေးကင်းရေးကိုဦးစားပေးတဲ့မဟာဗျူဟာတရားလည်းဖြစ်ကောင်းဖြစ်နိုင်လို့ငင်းချင်းရေးကိုလိုလားနေသလားဆိုတဲ့မျှော်လင့်ချက်လေးတစိုးစားကလည်းပြုတ်တက်လို့လာပါတယ်တခုရှိရာကရာဂိုင်းတို့အတော်နေမယ်ဗျာစေဝေးရန်ရှောင်းလုံနေတယ်လို့ပဲအများစုကတော့မှတ်ချက်ပေးကြပါတယ်အပိုင်းစနစ် ရှေ့ဆက်ဘာဖြစ်လာမလဲအခုတော့အရာအလုံးဟာဂျိုးရန်ပေါ်မှာလမ်းလျှောက်နေရတယ်လို့ပါပဲအစ္စရေးကအီရန်ရဲ့ပိုပြီးနန်ရှိုင်းတဲ့အခြေခံအဆောက်အအုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်လာနိုင်တယ်လို့အီရန်ကလည်းသူ့ရဲ့လက်အောက်ခံအဖွဲ့တွေဒါမှမဟုတ်ရေချောင်းချင်းချောင်းမှုတွေနဲ့တင်းမာမှုကိုမြင့်တင်လာနိုင်ပါတယ်အမေရိကန်ကတော့ရွေးချယ်မှုရဲ့လမ်းဆုံလမ်းကွာကိုရောက်ရှိနေခဲ့ပါပြီအရေးတင်းမှာပဲဆက်နေမလားဒါမှမဟုတ်ဒီဇက်ကုံဘော့ကိုတက်လာမလားပင်လယ်ကွေ့နိုင်ငံတွေကအသက်အောက်ပြီးစောင့်ကြည့်နေကြစေပါကမ္ဘာစီးပွားရေးကလည်းငြိမ့်ရိုက်နေပါပြီနိုင်ငံတကာနိုင်ငံရဲ့တည်ကြတဲ့စစ်စင်ရေးတစ်ခုကနေစတင်ခဲ့တဲ့အရာဟာ အခုတော့ဒီကမ္ဘာလုံးကစောင့်ကြည့်နေရတဲ့အပြန်အလှန်အစွမ်းပြိုင်တဲ့ပွဲတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။ကျွန်တော်ကမ္ဘာကြီးကလည်းရန်မီကိုတွေကိုရှူရှိုက်ဖို့ပြင်ဆင်နေခဲ့ရပါပြီ။ဒါကျွန်တော်တို့နဲ့မစီမဆိုင်နဲ့ဟိုကမ္ဘာအဝေးတနေရာကပဏိမခတစ်ခုမဟုတ်တော့ပါဘူး။ဒါအစ္စရေးနဲ့အီရန်ခေါင်းချင်းဆိုင်ဒိုက်ရိုက်ရင်ဆိုင်မှုတစ်ခုဆိုတာထက်ပိုပါရည်။နေပေါင်းများစွာအတန်တိတ်တိုက်ခိုက်လာကြတဲ့အရေးတီတဲကစေအေးတိုက်ပွဲဟာအခုတော့နေ့အလင်းရောင်ထဲကိုရောက်လာခဲ့ပါပြီ။ကမ္ဘာလုံးဆိုင်ရာတင်းမာမှုတွေမြင့်တက်လာချိန်မှာမေကွန်းတစ်ခုပဲကြံပါတော့တယ်။တရမန်ကြီးရာကဒီစစ်ရဲ့ဘုံတံတွေကိုကြော်လွှားနိုင်မှာမလား။ ဒါမှမဟုတ်နောက်ထပ်ပြင်လို့လိုက်မဲ့ဒုံးကြီးဒစင်းကပြန်ပြင်လို့မရတဲ့ကံကြမ္မာကိုအဆုံးဖြတ်ပေးသွားမလားဆိုတာပါပဲ။ငင်းငယ်ဆိုတော့ဘိုင်းဝါမှပြောထွက်မဲ့စကားတကုံဖြစ်နေမလား။ကျွန်တော်တော့စောင့်ကြည့်ချင်ပါသေးတယ်။